မင်္ဂလာပါရှင်မြန်လာရဲ့ marching user guideline လေးအကြောင်းကိုရှင်းပြပေးသွားပါမယ် special offer coupon လက်ခံခြင်းလမ်းညွှန်အတွက် shop name account email password နဲ့ verification password လေးတွေတည်ထားဖို့လိုပါတယ် coupon လက်ခံခြင်းကတော့နီးလမ်းနှစ်ခုရှိပါတယ်ပထမနီးလမ်းကတော့ QR scan နဲ့အတည်ပြုခြင်းပဲဖြစ်ပါတယ် customer ဤ QR code ကိုစကန်ဖတ်ပါ serial number နံပါတ်စဉ်တွင် ပေးထားသည့်ကုန်နံပါတ်ရိုက်ထည့်ပြီးအသုံးပြုရန်အတည်ပြုပါကိုနှိပ်ပါအသုံးပြုရန်အတည်ပြုသည့်ကိုနှိပ်ပြီးနောက် Are you sure to use this coupon? Passport လာတော့အခါ Okay ကိုနှိပ်ပါ။ coupon ကိုအောင်မြင်စွာအသုံးပြုပြီးတော့အခါအသုံးပြုပြီးပါပြီ Use ပေါ်လာပါလိမ့်မည်။ဒုတိယနည်းလမ်းကတော့ profile သို့သွားပြီး sign အတွက် register တင်ထားသည့်အကောင့်ဖြင့် Myanmar app တွင် login ဝင်ပါ။ profile အောက်ဖက်ရှိ လက်မှတ်အတည်ပြုပါသည်ကိုရွေးပါကူပွန်လက်ခံရန်နံပါတ်စင်နှင့်တယောက်နံပါတ်ကိုရိုက်ထည့်ပြီးအသုံးပြုရန်အတည်ပြုပါကိုနှိပ်ပါအသုံးပြုရန်အတည်ပြုသည်ကိုနှိပ်ပြီးနောက် Are you sure to use this coupon Passpolado အခါ Okay ကိုနှိပ်ပါကူပွန်ကိုအောင်မြင်စွာအသုံးပြုပြီးသောအခါအသုံးပြုပြီးပါပြီး Use ပေါ်လာပါလိမ့်မည် အထပ်ဖို့ပြပါနီလန်းနှစ်ခုမှာမိမိနှစ်သက်ရာနီလန်းကိုရွေးချယ်ပြီးကတ်စတမာမှဝယ်ယူသည့်ကူပွန်ကို အတည်ပြုနိုင်ပါသည်ကူပွန်အတည်ပြုခြင်းနဲ့ပတ်သက်ပြီးအခက်အခဲတစုံတရာရှိပါကကတ်စတမာဆာဗစ်တို့ဖုန်း3939800669မှာတဆင်ဖြစ်စီ email customerservice@myanmar.com.mm ကိုဆက်သွယ်မိမြန်နိုင်ပါတယ် ပါတယ်ကျေးဇူးတင်ပါတယ်ရှင်